တောင်ကိုရီးယားသမရဟောင်းယွန်းဆော်ယိုဟာဇွန်28ရက်ကအထူးအဆိုရရှေ့နေတုံးရဲ့ဆင့်ခေါ်မှုပေါ်လာရောက်ခဲ့ပြီးမိခုနေကိုဖြည့်ဆို့ခဲ့ပါတယ်။ယွန်းဟာပြီးကြတဲ့နှစ်ဒီဇင်ဘာလကအောင်မြင်ခြင်းမရှိတဲ့ဆေးဥချုပ်ရဲ့အမိန့်ကြီးညာခဲ့မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုခံနေရတာဖြစ်ပါတယ်။ အစိုးရရှေ့နေတွေကတော့စုံစမ်းစစ်ဆေးမှုတွေကိုအချိန်မြင့်တင်နေပြီးနောက်တစ်ကြိမ်ဖန်ဝရန်ထုတ်နိုင်မှုကြိုးပမ်းနေတာဖြစ်ပါတယ်။ရုံးအားပြည်မှုဆိုင်ရာဆွဲချက်တွေနဲ့ဇန်နဝါရီလကဖမ်းဆီးခံခဲ့ရပြီးတောင်ကိုရီးယားနိုင်ငံတမိုင်းမှာတာဝန်ထမ်းဆောင်ချိန်မှာဖမ်းဆီးခံရတဲ့ပထမဆုံးသမ္မတအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတရားရေးဆိုင်ရာလှုံ့ထုံးလုံနည်းတွေအရရုံးအားပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။၎င်းဟာမီဒီယာရဲ့ရှေ့မှာမှာမိကုန်းတွေကိုဖြည့်ကြားဖို့တောင်းဆိုတဲ့ အစိုးရရှိနေတဲ့တောင်းဆိုချက်တွေကို၎င်းရဲ့ရှိနေတွေကနေတဆင့်စန့်ကျင်ကန့်ကွက်ကြောင်းတင်ပြခဲ့ပြီးဒါဟာ၎င်းရဲ့အခွင့်အရေးတွေကိုချိုးဖောက်တာဖြစ်ပြီးသူ့ကိုအများပြည်သူအရှိမအရှက်ရစေဖို့လှုံ့ဆော်တဲ့နီလန်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ရွန်ကသူဟာအမှန်တရားကိုသာပြောကြမယ်လို့ရှင်းနေတွေကနေတဆင့်ထုတ်ပြန်ခဲ့ပါတယ်။ရွန်ရဲ့ရှင်းနေတွေကလည်းဒီစုံစမ်းစစ်ဆေးမှုဟာနိုင်ငံရေးအရာဆေးဆောင်မှုကြောင့်ဖြစ်ပြီးအထောက်အထားတွေမာရွေးနေကအခြေအနေကိုပုံဖြတ်ထားတာဖြစ်တယ်လို့ပြောပါတယ်။ရွန်ဟာအစိုးရရှင်းနေတွေရဲ့ရုံငန်းအတွင်းမဝင်ရောက်မီသတင်းထောက်တွေရဲ့မိခိုးနေကိုလည်းမဖြေကြားခဲ့တာဖြစ်ပါတယ်။သူဟာဧပြီလအတွင်းကတရားရုံးမှာ၎င်းကိုဆွဆွဲထားတဲ့ပုံကံမှုဆွဲချက်တွေကိုမိနစ်60ကြာကြာခုခံခြေပပြောဆိုခဲ့ပြီ ပုံကံမှုကျွလွန်ခဲ့ခြင်းမရှိကြောင်းညင်းဆိုခဲ့ပါတယ်။ပြည်မှုထင်ရှားတွေးရှိမဲ့ဆိုပါကရုံးဟာ1888ခုနှစ်အာနာသိမ်းမှုနဲ့ဆက်နွယ်တဲ့စစ်ကောင်းဆောင်နှစ်ဦးပေးပါကပုံကံမှုနဲ့ပြည်မှုထင်ရှားစီရင်ခံရမဲ့တတိယမြောက်တန်ကိုရီးယားသမရဖြစ်လာမှာပါ။ပုံကံမှုဆွဲချက်တွေနဲ့ပြည်မှုထင်ရှားစီရင်ခံရမဲ့ဆိုပါကရုံးဟာထောင်တန်းတသက်တကြောဒါမှမဟုတ်အမြင့်ဆုံးပြည်တံအဖြစ်တည်တံအထိချမှတ်ခံရပွဲရှိနေပါတယ်။